အားလုံးမင်္ဂလာပါခင်ဗျာမြန်မာကွစတိုရီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော် channel ကနေအခုတင်ဆက်ပေးခြင်းနဲ့ဇာလန်လေးကတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့ဘိုးတော်ပေနှစ်မရဏတတိဆိုတဲ့ဇာလန်လေးရဲ့ဇာသိမ်းပိုင်းလေးပဲဖြစ်ပါတယ်ဒီဇာလန်လေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါစေခင်ဗျာညစ်စိန်နဲ့စိုးကြီးတို့တေဆုံးသွားတဲ့နောက်ပိုင်းလှမောင်အပါဝင် သူ့ရဲ့တပည့်များကလည်းနှမ်းကင်းကိုဂယူးမဆိုင်ကြတော့ ထိုနှန်းငင်းကြောင့်ဆိုဤသေးရတယ်လို့လှမအောင်လဲပြောဆိုတတ်တာပေါ့အဲ့ဒီနှန်းငင်းကိုထားလိုက်တော့ကွာဆိုဤသေးရတာအဲ့ဒီနှန်းငင်းကြောင့်ကွာအာဘာဖြစ်လို့လဲအာစီရဲ့ဒီကောင်ကငါ့ကိုစီးပွားတိတ်ဖြစ်စေချင်တာလေတင်ညာင်းနဲ့နှမ်းကျဲဖို့လဲသူပဲအကြံပေးခဲ့တာကွာတကယ်လို့ငါတို့သားနှမ်းမကျဲပြင်မြင့်စိန်နဲ့ဒီကောင်လဲစကားများမှာမဟုတ်ဘူးနှစ်ယောက်စလုံးနဲ့သိမှာမဟုတ်ဘူးကွာအဲ့ဒါလေဟုတ်တာပဲဗျအာစီရဲ့ တကယ်ဆိုရင်ကျုပ်တို့တွေမြေတူးတာနဲ့ဘာမှမဆိုင်နှံငင်ရှိနေလို့သာအဲ့ဒီနေရာကိုသွားနေရတာအဲ့ဒီနှံငင်ကိုထားလိုက်တော့ကွာနင်းဟောကငါမေးအောင်မယ်တခြားသူတွေရှိမှမလို့မင်းတို့ကမမေးတာမမေးလေအစီရဲ့မင်းတို့တွေငါ့ကိုဘာတွေလှည့်ဝတ်ထားသေးလဲကွာမင်းတို့ကြည့်ရတာငါသိမ့်မသိငါဘူးနော်လမောင်ရဲ့စကားကြောင့်လဲသူ့ရဲ့တပည့်တို့ကလည်းတယောက်မျက်နှာတယောက်ကြည့်ငမောင်းလို့အမိရတဲ့တပည့်တယောက်ကလည်းထပြီးပြောတာပေါ့ကျုပ်တို့ အော်စတီကိုမပြောရသေးတာတခုရှိတယ်။အေးငါထင်တယ်ပြော။မြေတူးတော့အောက်မှာရိုးစုတခုတူးမိတယ်အာစီရဲ့။ကျုပ်တို့လည်းနောက်တနေ့ကမတူးကျင်တာနဲ့အဲ့ဒီအလောင်းကိုတင်းညိုင်းနဲ့လေအဆက်မှမြုပ်လိုက်တယ်။ဟေးဟာအဲ့လိုတွေဖြစ်တာမင်းတို့လူကြီးတွေကိုမပြောပြဘူးလား။မပြောပြပါဘူးအာစီရာတော်ကြနောက်ထပ်တနေ့ကထတ်တူးခိုင်းရင်အပင်တွေပြက်ကုန်မှာဆိုလို့။ဟာမင်းတို့ကောင်ရောငါရောတောက်ပြက်နာရှာမိပြီထင်တယ်ကွာ။ ။ဟိုကောင်အစိုးရအကြံပေးတယ်ငါတို့တောက်ယူတွေကလည်းလိုက်လို့တယ်။မင်းတို့ပြောပုံရဆိုရင်ယူတော့မယူတော့ဘူးကွ။မင်းတို့ကောင်နေအချင်းချင်းတတ်နေတာကိုဝိုင်းကြည့်လောက်တဲ့ထီလေ။မယူရဲဆံမှာမဟုတ်ဘူး။တကယ်ပါအစီအာအဲ့ဒီချိန်အောင်လေကျုပ်တို့တွေတကယ်ကိုစိတ်နဲ့လူနဲ့မကပ်ဖြစ်သွားခဲ့။လက်မောင်းလဲရွာထိပ်မှာရှိနေတဲ့သူ့ရဲ့အိမ်မှာတပည့်များနဲ့စကားပြောနေတာပေါ့။မကြတော့တဲ့အချိန်မှာတော့ရွာသားနှစ်ယောက်ကလည်းလက်မောင်းရဲ့အိမ်ဝင်းထဲကိုတုတ်သီးတုတ်ပြန်နေလဲဝင်လာပြီးတော့အမောတော်ကောနဲ့ပြောတယ်။ကိုလောင်းမကိုလောင်းမအကျုံးမ ဘာဖြစ်လာလဲကွာမင်းတို့ကြည့်ရလားကြားလိုက်လားတလို့ပဲအော်ကြားလိုက်တာထက်ဆိုးတယ်ဗျို့ခမရတော့တောက်ပြဿနာတက်ပြီထင်တယ်အာဘာဖြစ်ပြန်ပြီလဲကွာဟိုခမရကြွယ်ကြီးကိုဘယ်နှလှွတ်ထားလဲဗျတင်းညိုင်းတော့ဘက်ကမလှပင်ရေးအောင်မှလှန်ခိုင်းထားတယ်ဘာဖြစ်လို့လဲဘာဖြစ်ရမလဲဗျာခမရကြွယ်ကြီးကမသိန်းကြီးကိုခတ်လို့မသိန်းကြီးတိတ်သွားပြီဗျဘာကိုလာမောင်တယောက်ကလည်းဘာပြန်ပြောရမှန်းမသိဖြစ်သွားခဲ့တာပေါ့သူ့ရဲ့ကြွယ်ပေါက်ကြီးကလည်းတခါမှလူကိုမခတ်ခဲ့ဘူး မတ်မတ်ဆိုလိုက်ရောင်းနေလက်နှစ်ဖက်ကိုထောက်ပြီးတော့စင်များကဲ့သို့မတ်ပေးတတ်တဲ့ကြွေးကြီးတကောအခုတော့မသိန်းကြီးကိုခတ်တယ်ဆိုတာသူမယုံကြည်နိုင်ဖြစ်နေတာပေါ့အဲ့တော့ကြော်မိုးလို့နဲ့တူတူပဲရွာသိန်းချိုင်းဘက်ကိုလည်းအပြေးသွားလိုက်ကလုံးရွာရွာသိန်းချိုင်းထဲမှာလည်းလူအများကလည်းစုယုံနေတာပေါ့အနီရောင်အင်းကြီးဝဲအမျိုးသမီးတူကလည်းကိုလေးလက်ဝင်းကြီးနဲ့သဘင်ဖားရချပြီးတော့သိန်းချိုင်းဘေးမှာရှိတဲ့လဲလန်းပေါ်မှာတည်ဆုံနေသလိုလန့်လေးငါးချောင်းကလည်းစိုက်ဝင်နေပြီးတော့သွေးတန်ရဲရဲနဲ့ အသက်ကိုလည်းပြင်းပြစွာရှူနေရတဲ့ကျွဲပေါက်ကြီးကလည်းတေးအံဆဲဆဲဖြစ်လို့နေတာပေါ့အမသိန်းကြီးကအိမ်အနီဝစ်ထားလို့လိုက်ခတ်တာနေမယ်အေးကွာကိုလေးလက်ဝင်းကြီးနဲ့တနာပါလေဘာလို့များတယောက်ထဲညံ့နေနေဝင်းကြီးတရောဒီဘက်ကိုလာရတာလေကွာအာလှမောင်ကျွဲကရင်းပါတယ်ကွာအခုမှဘာထဖြစ်လဲမသိပါဘူးကွာရွာသားများရဲ့ပြောစကားတွေပေါ့မကြတော့တဲ့အချိန်မှာတော့ရွာလူကြီးနဲ့လှမောင်တို့ကလည်းရှေ့စဉ်နဲ့စဉ်ရောက်လာ လာမအောင်မြင်တာနဲ့မသိန်းကြီးရဲ့အလောင်းကြီးမှာထိုင်ကုန်နေတဲ့မသိန်းကြီးရဲ့ယောက်ျားဖြစ်သူကလည်းစိတ်ဆိုးမှန်ဆိုးနဲ့မတည့်ရက်လာမအောင်ပြေးထိုးတာပေါ့တိုးဝင်မဲ့လည်းရွာသားများဆွဲထားတာမလို့သူယုံလို့မရအဲ့ဒီနောက်မှာတော့ဆုံးပါသွားလေသူမသိန်းကြီးရဲ့ယောက်ျားကလည်းလာမအောင်စူရဲစွာကြည့်ပြီးတော့ခတ်ထန်တော်နဲ့ပြောတယ်လာမမင်းမင်းငါမင်းမကိုတတ်တာဟာခွေးဘူးမင်းပေါက်ကြရတယ်မပြောနဲ့ကွာမင်းမင်းမကိုတတ်တာမင်းမင်း ။ဘာဖြစ်လို့များဘိုက်ကြီးနေတဲ့သူကိုနေဝင်မိုးချော့ပြင်းထွက်ခိုင်းရတာလဲကွာ။အဲ့ဒါမင်းတောက်တုံးမကြလို့ဖြစ်တာ။လမ်းမောင်ရဲ့စကားကြောင့်လည်းခွေးဘူးအမီရတဲ့မတ်သိန်းကြီးရဲ့ယောက်ျားကလည်းငြိမ်ကြသွားတာပေါ့။လမ်းမောင်ပြောတာလည်းမှန်ပါလေ။ကိုဝင်နဲ့မျိုးသမီးကလည်းတင်းချိုင်းကုန်းဘက်ကိုတယောက်တည်းထွက်လာတာလုံးဝမသိလျော်။မကြတော့တဲ့အချိန်မှာတော့ခွေးဘူးရဲ့မိခင်ကြီးပါရောက်လာပြီးတော့သူမရဲ့ချွေးမကိုကြီးလိုက်ပြီးတော့သားဖြစ်သူခွေးဘူးစီကိုသွားပါးကိုရိုက်ပြီးတော့လက်ညှိုးငေါငေါထိုးပြီးပြောလိုက်။ခွေးဘူးနေသူများကိုရှောက်ပြီးတော့အပြစ်တင်မနေနဲ့ သိင်းကြည်သေးရတာနင့်ကြောင်ဟင်နင့်ကြောင်အမေခမခမဘာလို့ရှောက်ပြောနေရလဲဗျလမောင်ရဲ့ကြွဲခတ်လို့သေးရတာလीဗျာအဲ့ဒီတရောင်းစားသင်းညမ်းကိုနှမ်းကျဲလို့အခုလို့ဖြစ်လာဖိတော်စမ်းနင့်ကိုငါသားလို့ပြောမှာငါရှက်တယ်တယောက်တော့ပြောကြစမ်းမအောင်ဒီမသားကိုဘယ်ရနေခေါ်လာတာလဲအကြီးစိန်ဆိုတဲ့ခွေးပူရဲ့မိခင်ရဲ့အမေစကားကိုလေရွာသားတယောက်ကဖြေးတာပေါ့ဟိုဝင်းနိုင်ထန်းတော့ကနေသွားခေါ်လာတာပါ ဟုတ်တယ်အဲ့ဒီမတော်ငါချွေးမသွားမခေါ်ခဲ့ရင်လည်းအခုလိုဖြစ်မှာမဟုတ်ဘူးအကြီးကောင်ကိုပူကြီးနေလို့ဒင်းဝင်သွားခေါ်တာငါလည်းမိသိန်းကြီးအဲ့ဒီထိသွားမခေါ်တော့ဘူးထင်တာပေါ့ငါငယ်ကောင်ကိုသွားခေါ်ခိုင်းထားတဲ့ဆိုတော့မရဘူးထွက်သွားတာအကြီးစင်ရဲ့စကားဆုံးတဲ့ခါမှာတော့ထန်းတက်သမားဝင်းနိုင်ရလေအကြီးစင်ရဲ့စကားကိုထောက်ခံတာပေါ့ဟောအကြီးပြောတော့ဟုတ်တယ်ဗျခွေးဘူးကိုတိန်းကြီးလာခေါ်လို့လိုက်သွားဖို့ပြောတာဒီကောင်က တုတ်ကိုတောင်မှရန်ရှာလိုက်သည်ဝင်းနိုင်ပြောလည်းအမှန်ပါတယ်ခွေးဘူးကလည်းသူ့ရဲ့ထန်းတော်ကိုလည်းနေ့လေကလေးကရောက်နေပြီးတော့တောက်စားနေတာညနေရောက်တဲ့အခါမှာမသိန်းကြီးကလည်းထန်းတော်ကိုလိုက်လာသားဖြစ်သူအပူကြီးပြီးတော့ဖျားနေရကြောင်လည်းပြန်ခေါ်တာပေါ့ခွေးဘူးကလည်းငှဖျားဖြစ်နေရကိုရေးတီယူလှုပ်လို့ဆိုပြီးတော့လည်းပြန်မလိုက်နိုင်ကြောင်းခဏနေမှလာမယ်ဖြစ်ကြောင်းပြောတာပေါ့မသိန်းကြီးကလည်းသူမနဲ့တူတူပြန်လိုက်ဖို့တော့အချိန်ကြာမြင့်စွာခေါ်ဆောင်တယ်ခွေးဘူးကတော့သူ့ရဲ့မိမကိုလည်းငောင်းငန်းဆဲဆိုပြီးတော့နှင်ထုတ်ရမှာစိတ်မကောင်းကြီးစွာနဲ့ပြန်သွားခြင်းဖြစ်ပြီးတော့ အခုလိုဖြစ်ဆုံးမျိုးကြီးကြုံရတာပေါ့အကျိုးကြောင့်တည်တော်ကြီးဖြစ်တဲ့ရွာသားများကလည်းခွေးပူးကိုအပြစ်တင်ပြောဆိုပြီးတော့မတ်သိန်းကြီးရဲ့အလောင်းကိုတော့ရွာပြင်မှာထားရန်အတွက်လည်းစင်ဆောက်ပြီးတော့လည်းတင်ထားတာပေါ့ရွာသားများမရှိတော့တဲ့အချိန်မှာတော့လှမအောင်လဲသူ့ရဲ့ကျွဲပေါကြီးအနားကိုသွားနှစ်ဖူးကိုပုတ်လိုက်ကျွဲကြီးကလည်းမျက်ရည်တွေကျပြီးတော့အသက်ပြင်းစွာရှူနေတာပေါ့ထုံမြင်ကွင်းကိုစိတ်မကောင်းစွာကြည့်နေတဲ့လှမအောင်လဲတပည့်တစ်ယောက်ကိုလှမ်းပြီးတော့လဲအေးရမင်းကဓာပါလားပါတဲ့ဆရာပြီးစမ်းကော လမောင်းလိုက်တဘဲဖြစ်သူကမ်းပြီးတဲ့ဓမြောင်ယူကျွေးရဲ့ဥကောင်းကိုတတ်လိုက်ပြီးတော့လေကဲငါကောင်ကြီးမင်းဘလို့ဖြစ်ပြီးတော့လူကိုခတ်တယ်ဆိုတော့ငါမသိဘူးကွာငါမင်းကိုချစ်ပါတယ်ကွာမင်းလည်းနောင်ဘဝမှာအခုလိုကျွေးမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်လမောင်းလည်းပြောပြောဆိုဆိုနဲ့ကျွေးရဲ့လယ်ဘင်းနေရာကိုဓာတ်နဲ့ထိုးချလိုက်တာပေါ့ကလုံးရော်လေးကလည်းတလဆိုတဲ့အချိန်တွင်းထဲမှာလူ၅ယောက်တေဆုံးပြီးဖြစ်ရမှာတော့ရွာသားများကလည်းကြောက်လန့်လာကြတယ်တေဆုံးသူကလည်းအစိမ့်သေးတယ် လမောင်ရဲ့နှမ်းကင်းကလည်းတစတစနဲ့ကြီးမားလာပြီထိုနှမ်းကင်းထဲမှာလည်းလူတွေမြုပ်ထားတဲ့မြေပုံတို့ကလည်းတစအစနဲ့များလာပြီထိုချင်းရများကြောင့်လည်းရွာသားများလည်းနှမ်းကင်းကြောင့်လူတွေဆုံးတဲ့အထင်ရှိပြီးတော့ရွာလူကြီးကိုလည်းဝမ်းဝမ်းပြီးတော့နှမ်းကင်းကိုဖျက်ဆီးရန်တောင်းဆိုကြတာပေါ့ရွာလူကြီးနှမ်းကင်းကိုဖျက်ဆီးပေးပါဗျာနောက်တစ်ခါဆိုရင်ကျုပ်တို့ခွင်းလာမှာမဟုတ်တော့အဟုတ်တယ်ဗျကျုပ်တို့ကတော့ဒီနှမ်းကင်းကြောင့်အခုလိုဖြစ်တယ်ထင်တာပဲရွာသားများရဲ့ခြေနေကိုသဘောပေါက်တဲ့ရွာလူကြီးကလည်းကောင်းမွန်စွာနဲ့ရွာသားများရဲ့စကားကိုအလေးထားပြီးလက်ခံတာပေါ့ အစိမ့်ချပါခမရတို့ဖြစ်စေခြင်းလို့ဖြစ်စေရမယ်နိုင်ငံကိုဖြတ်ဖို့ကြုံလှမအောင်ပြောလိုက်ရောသားများလည်းသူတို့ဖြစ်စေခြင်းနဲ့ကိစ္စရက်ကိုလူလူလွားလားလက်ခံတာကြောင့်လေကျင်းနဲ့သွားကြပြီးတော့လေရော်လူကြီးအင်အားနေထွက်သွားတာပေါ့အဲ့ဒီနောက်ရော်လူကြီးကလည်းသူ့ရဲ့တူတော်မောင်လှမအောင်ခေါ်စီပြီးတော့အကျိုးအကြောင်းကိုလည်းပြောတယ်လှမမင်းငါ့ကိုအကြက်ကင်မယ်ဆိုရင်လည်းငါမတက်နိုင်တော့ဘူးဦးလေဘာပြောရလဲဗျာ မင်းငါ့ကိုဟိုကိစ္စနဲ့ကြက်ကင်လို့လည်းမရဘူးလို့ပြောတာကွာအကျက်မကင်တော့ပါဦးလေးယာကျုပ်ကအဲ့လောက်ထီလည်းအသိဉာဏ်မမဲ့သေးပါဘူးကျုပ်ကိုခေါ်တာဘာကိစ္စလဲအေးတခြားတော့မဟုတ်ဘူးကွာမင်းကျဲထားတဲ့တင်းကြိုင်းတွေကနှမ်းငင်းကိုရွာသားတွေကဖျက်ခိုင်းနေတယ်ကွာဒါဆိုလည်းဖျက်ပေးလိုက်ပါဗျာအမေကလန်းကစားမလုပ်တော့ဘူးလားကျုပ်လည်းအဲ့ဒီနှမ်းငင်းကိုသဘောမကျတော့ပါဘူးကျုပ်ရဲ့အကောင်းဆုံးတစ်ဖက်စိုးကြီးကလည်းအဲ့ဒီနှမ်းငင်းကြောင့်တေးရတာအေးကွာ ငါမင်းကိုပြောရခက်မယ်ထင်နေတာကွာအခုလို့ဆိုတော့လဲစင်ပြီတာပေါ့မနှက်ဖန်ပဲဖြတ်တော့ကွာဓာတ်နဲ့သာခုတ်ပြစ်ဟာဦးလေးကျုပ်တို့တင်ဖြတ်လို့အဆင်မပြေဘူးဗျရွာသားတွေကခေါ်ပြီးတော့ဖြတ်ခိုင်းလိုက်ရင်ရောအေးတော့လေကောင်းတာပဲကွာငါပြောထားလိုက်မယ်နန်းငင်ဖြတ်ပြီးရင်လဲအခုလို့တပတ်တယောက်သေးတာလေးရက်မယ်လို့မျောလင်းရတာပဲကျုပ်လည်းအဲ့လိုပဲမျောလင်းပါတယ်ဦးလေးယာဒါကတော့တော်တော်ကိုတိုက်ဆိုင်လုံးနေပြီထင်နေဗျတပတ်ကိုတယောက်သေးနေတာတော့ဘလို့မကိုလက်မခံနိုင်တော့ လမ်းမောင်လည်းသူ့ရဲ့လုံရမြောက်ကိုလည်းနောင်ထရလို့နေခဲ့ပါပြီအဲ့ဒီနောက်လမ်းမောင်လည်းသူ့ရဲ့ဦးလေးကိုနောက်ထပ်ပြောလိုက်တယ်ဦးလေးကျို့အိမ်တော်ပြုတ်တော့မလို့ဗျာလိုက်တောင်းပေးဦးဟာမင်းရလေကွာပြုံးစားကြီးဟုတ်တယ်ဦးလေးအခုကျို့ကြီးစားရဲ့မိဘတွေကလည်းအများကြီးတင်တောင်းစရာမလိုဘူးတယ်ဗျာအဲ့ဒါကြောင့်သွားတောင်းတော့မလို့ဟောအဲ့လိုလားကွာအေးအဲ့ဒါဆိုလည်းမင်းအတွက်ပို့ပြီးတော့စင်ပြေသွားတာပေါ့ကွာအဲ့ဒီလိုနဲ့လမ်းမောင်လည်းဦးလေးဖြစ်သူရွာလူကြီးကိုလည်းနှုတ်ဆက်ပြီးတဲ့နောက်အိမ်ုံပြန်ခဲ့တာပေါ့ ရွာလူကြီးကလည်းအမြင်မှန်ရနေပြီဖြစ်တဲ့လှမောင်းကြည့်ပြီးပြုံးနေမိနနခင်းမိုးတော့အလင်းရောက်တဲ့အချိန်မှာတော့ဖြစ်ပါတယ်။ကိုင်းခုတ်သားတွေကိုကိုင်းဆောင်ထားတဲ့ကလွန်ရွာသူရွာသားများကလည်းရွာနောက်ဖက်မှာရှိတဲ့တင်းကျိုင်းကုန်းကိုခြိတက်ခဲ့။သူတို့ကလည်းတင်းကျိုင်းထဲကနှမ်းမင်းတွေကိုဖျက်ဆီးပစ်ကြမှာပေါ့။လှမောင်းရဲ့တပည့်များကတော့ထိုးအဖွဲထဲမှာမပါဘူး။ပြဿနာဖြစ်မှဆိုတော့ကြောင့်လှမောင်းလည်းသူ့ရဲ့တပည့်များကိုရွာနဲ့လှမ်းနဲ့အကွက်များထဲမှာအလုလုခိုင်းထားတယ်။အဲဒီနောက်ရွာသားများကလည်းသူတို့ရဲ့ဓားများနဲ့နှမ်းမင်းများကိုစတင်ခုတ်ရမ်းကြတာပေါ့။ ဲ့ဒီထဲမှာတောင်းမြင့်နဲ့မြင်ဦးတို့ကပို့ပြီးတော့စိတ်အားထက်သန်နေပြီးတော့အာကျိုးမှန်တန်းနဲ့ကိုင်းခုတ်သားနဲ့လည်းနှမ်းမင်းတွေကိုခုတ်ပြီးတော့ရှင်းလင်းနေတာဟောနှမ်းမင်းတွေကလည်းကောင်းချက်ကွာမြေဩဇာတွေကောင်းလို့နေမယ်အေးကွာတကယ်ကောင်းမယ်အဘဘယ်သူတော့ဟာဩလောက်မောင်တို့ဖွဲ့ပေါ့ကွာမြေပုံတွေကိုဂျုံနဲ့တိုက်ပြီးတော့နှမ်းတွေကိုကျဲပြစ်တာကွာအေးကွာဆရာတော်ကြီးရဲ့တူရွာလူကြီးရဲ့တူပဲလေလုံးသမျှဖြစ်နေထောတာပါ ဆရာတော်ကြီးတော်ရဆောက်တည်သွားလို့ပါကွာဒီကောင်ဆရာတော်ကြီးပါကိုကြွလာရင်လှမောင်ဆိုတဲ့ကောင်လှောက်တော့မလို့ရေးပါဦးဩသူ့ဦးလေးရွာလူကြီးတို့တော့ဒီကောင်ပိုင်နေကွာနော်မင်းတို့ငါတို့မတည်သေးတဲ့အကြောင်းတွေရှိလို့ပေါ့ကွာသူတို့နှစ်ယောက်ကလည်းစကားတပြောပြောနဲ့နှမ်းမင်းတွေကိုခုတ်ထွင်ရှင်းလင်းတာပေါ့နှမ်းမင်းငယ်များကိုလည်းတကောက်လို့ခေါ်တဲ့ကိုင်းခုတ်သားနဲ့လည်းခုတ်ရသေးတယ်လေတော်တော်ခုတ်လို့ကောင်းနေပြီတော့လေငန်းတိုက်ပြီးခုတ်ကြတယ်ထိုးစင်မှာတော့တောင်းမြင်ရလဲမွေးတကောင်ကိုလည်းဓာတ်နဲ့ရမ်းမိတာပေါ့ဟာမွေးဟာမွေးမွေး တောင်းမြင့်ဓာတ်နဲ့ရန်လိုက်တာကြောင့်ခလန်းလန်းကိုရောက်သွားတဲ့မွေကိုလည်းမြင့်ဦးကတကောင်းနဲ့လည်းခုတ်ပိုင်းတာပေါ့ဒါကလည်းကောက်နေတာမလို့ခုတ်ရတာလည်းအတော်ကိုကုလိုကလန်ရှိကတင်းပေါင်ရမ်းရမှာတော့ခါကုန်းကတက်တာအောင်ပြုလုပ်ထားလာကြောင်းလေမြေပြင်ကိုခုတ်တဲ့ခါမှာတော့တော်တော်ကုလိုကလန်ဖြစ်တာပေါ့မြင့်ဦးကလည်းတကောင်းနဲ့ခုတ်လိုက်ပြီးမွေကိုသေစင်နိုင်တဲ့ထိချက်မရလာကြောင်းဒါကိုမြှောက်ပြီးတော့ခုတ်မယ်ပြင်စင်မှာမွေကလည်းဒါမှရစ်ပါလာပြီးတော့မြင့်ဦးစီကိုခုံဝင်လေပင်ကိုလည်းကြိုက်ခဲတော့တာပေါ့ဟာဟေးမြင့်ဦးပေါ်ပြီလေလာကြောင်းလာကြောင်း အဘောင်ဝေတော့ဟာအမွေဝေးဟာမွေဝေးရွာသားများလည်းနှမ်းကင်းကိုကုံစင်အောင်မခေါ်ရသေးခင်မြင့်ဦးကိုပို့ထီသွားတာကြောင့်နှမ်းမေများကိုလည်းရှင်းလင်းတာရက်မြင့်ဦးကိုရွာကိုခေါ်ခဲ့တာပေါ့တို့ရင်မဲ့လည်းမြင့်ဦးရဲ့အသက်ကိုကေတင်နိုင်ရင်းလည်းမရှိခဲ့တိုက်ဆိုင်စွာနဲ့ပဲထိုနေ့ရက်လည်းလူသေးဆုံးဒီမှာလည်း9ရက်မြောက်တဲ့နေ့နှမ်းကင်းကိုဖျက်လိုက်တော့လည်းအချိန်ကြီးကလည်းမထူးကြမလာပဲနဲ့ဒီနှမ်းကင်းဖျက်တဲ့နေ့မှာပဲမြင့်ဦးဆိုတဲ့ရွာသားတယောက်သေဆုံးသွားပြန်ရွာသားများရဲ့အကြောက်တရားတို့ကလည်းတိုးရိပ်တိုးရိပ်ဖြစ်ပေါ်လာတာပေါ့ တည်ဆုံတဲ့နေရာများမှာလည်းတင်ញိုင်ကုန်ဝင်းကျင်မှာသာဖြစ်တာကြောင့်အခုဆိုရင်လည်းကလွန်ရွာသားများလည်းတင်ញိုင်ကုန်လန်းကိုဖြတ်တော်မတော်ရေးကြတော့တို့ပေမဲ့မတော်ရေးမရတဲ့အခြေအနေတခုကလည်းအမြဲကြုံတာပေါ့ခொနည်းရဲ့မြောက်တာနဲ့နာမကျန်းဖြစ်တဲ့သူပေါ်လာတည်မြဲပဲဖြစ်တယ်ထို့ကြောင့်လည်းရွာလူကြီးနဲ့ရမ်းမိချက်ပါများလည်းအထက်လန်းဆရာတွေပင့်ဆောင်ရွာရဲ့ပြဿနာကိုဖြေရှင်းရောက်လာတဲ့အထက်လန်းဆရာများလည်းငွေများဟုတ်သာယူဆောင်သွားကြပြီးတော့ပြဿနာကတော့တင်ញိုင်ကုန်မှာသာရှိတယ်လို့ပြောပြီးပြန်သွားကြရွာဦးဆရာတော်ကိုပင့်ဆောင်ပြီးတော့ရွာထဲမှာယန္နာတုတ်တွေရုတ်ဖတ်ခြင်း ကမောဟာရုပ်ဖတ်ခြင်းနဲ့ပြုလို့ပါတော့လေလူသေးပြောက်ကရှိမြဲပဲလေအဲ့ဒါကြောင့်လည်းတချို့ရွာသားများကလည်းကလွန်ရွာလေးကိုလည်းစတင်ပြီးစွန့်ခွာလာကြကလွန်ရွာသားများနဲ့ခြားနားစွာမြင်းဖြူရွာနှင်းဖြူရွာတော့သူ့ရဲ့ခင်မောင်းလောင်လှမောင်းကိုလည်းကလွန်ရွာကိုလိုက်ချင်ကြောင်ပူဇော်လာတာပေါ့အခုညီမကအခုတို့ရွာကိုလိုက်ချင်နေဟာနှင်းဖြူရွာမှာပြဿနာတက်နေတယ်အခုညီမကိုလာတောင်းပါပဲတခါလေးလိုက်ခဲ့ပါလားအာမရောက်အခုနဲ့မယူခင်လိုက်ချင် အသွင်တူ၍အိမ်သူဖြစ်မဲ့ချစ်လာစွာသောနှင်းဖြူအကြောင်းကိုလည်းလှမောင်ကောင်းကောင်းသိတာသူ့လိုပဲနှင်းဖြူကလည်းတစိုးထိုးသမားဒါဆိုဒါဖြစ်ရမှာဆိုတဲ့လူစားမျိုးလှမောင်တယောက်ကလည်းဘလို့မှမတတ်နိုင်မဲ့ရောက်ခမလောင်းများကိုခွင့်တောင်းရောက်ခမလောင်းများရဲ့နွားလဲနဲ့ပင်ကလွန်ရွာကိုထွက်ခဲ့တာပေါ့လမ်းတစ်လျှောက်မှာမြင်နေရတဲ့တောတောင်စိန်ဆန်းတဲ့တစ်ပင်ဝါပင်များကလည်းကြည်နူးပဲအတိပဲနံမန်းဖြူဖြူတို့ဝေစာနေတဲ့မြင်ကွင်းတီကလည်းယနေ့မှလှပနေရလို့ထင်မိတာပေါ့ချစ်ရသူကိုလှဲဖို့တင်ပြီးမောင်းနှင်ပြီးတော့မြင်နေရတီကလည်း ထိုနှမ်းဝင်ဖြူဖြူများပါအတော်တော်ကိုလှပနေရလို့ထင်မိတီတီတရာစကားတွေပြောဆုံနေတဲ့ချေရသူနှင်းဖြူရဲ့မျက်နှာကိုလည်းလှမောင်းတယောက်နွားလဲမောင်းရင်းနဲ့မကြမကြလှဲ့ကြည့်မိတာပေါ့ထိုးသောပြောစရာခရီးရလေကလွန်းရွာတင်းချိုင်းမှာအဆုံးသက်သွားခဲ့နေဝင်ရီရောချီမှာလှမောင်းတဲ့နှင်းဖြူတို့လိုက်ပါလာတဲ့လှဲလေးရလေကလွန်းရွာတင်းချိုင်းကုန်းအနီးကိုရောက်ခဲ့တာပေါ့ထိုးတင်းချိုင်းကုန်းကိုလည်းအခုနောက်ပိုင်းသွားလာသူမရှိသလောက်ဖြစ်နေပြီမို့လို့နွားចောင်းသားလေးများကိုပင်မတွေ့ရတော့ ။လမ်းမောင်တယောက်ကလည်းလှဲကိုမောင်းနေနေနဲ့တင်းချိုင်းအလေရောက်တာနဲ့လှဲကိုဆွဲနေတဲ့နွားနာကောင်ကရှေ့ဆက်မသွားတော့ဘူးလေ။အဲ့ဒါကြောင့်လဲနွားများကတ်နေတယ်လို့ထင်ပြီးတော့ကျိန်နဲ့ရိုက်ပြီးတော့လဲအတင်းမောင်းတယ်။ဟော။တောက်နွားတွေတော့ကြစမ်း။ဘာဖြစ်တာလဲ။ကြောက်ပေါက်တာ။စိတ်ဆက်တဲ့လမ်းမောင်လဲနွားများကိုဆဲဆိုရင်းနဲ့ရိုက်ပုတ်မောင်းနေတာပေါ့။သို့ပါတော့လဲနွားနာကောင်ကဆက်မသွားနှာတမုံမုံနဲ့လူးလွန်နေတာ။ထို့သောနွားများမသွားလေလေလှမောင်ကလဲနွားများကိုရိုက်လေဆဲလေပေါ့။ဟောငါမရအင်းကနွားလေဟမ်။ ရင်းပြင်းနေလားကွာဟမ်မယိုင်းကဆဲဆုပ်နေတဲ့လှမောင်လဲသူ့ရဲ့နောက်မှာနှင်းဖြူပါလာတာကိုပဲမိနေတာပေါ့အစမတန်ဆဲဆုပ်နေတဲ့လှမောင်ကိုလဲနှင်းဖြူကလဲမကျင်မနက်လေလဲပြောတယ်အခုနွားတွေကိုဘာလို့အဲ့လောက်တောင်ဆဲနေရလဲမဆဲပါနဲ့ကျမတို့နွားတွေကအဲ့လောက်မဆိုးပါဘူးဟာမဆိုးဘူးဟုတ်လားမင်းမမြင်ဘူးလားမင်းတို့နွားတွေဒီလောက်ကတ်နေတာဩလဲပိန်တစ်ခုခုခုနေလို့နေမှာပေါ့ဟာလဲခုံတော်မမယုံနိုင်တာအဲ့ဒါနွားကောင်းတာလားကွာ မင်းတို့နွားတွေကမင်းအဖေလိုပဲအသုံးမကျအခုဘာစကားပြောလိုက်တာလဲအနင်းကြတဲ့အတိုင်းပဲလေမြည်တော့ဖြစ်တော်မှမသိလှမောင်နဲ့နှင်းဖြူတို့ကလည်းအကြီးကျယ်စကားများတာပေါ့လှမောင်လည်းနှင်းဖြူကိုလည်းအလျှော့မပေးပဲပြည့်တင်စကားပြောတယ်ဟမ်နွားတော်အခုလိုအသုံးမကျရင်တော့လူတွေလည်းတောက်သုံးကြမယ်ပုံတော့မပေါ်ပါဘူးရှင်စကားတွေလုံးလာပြီနော်ရှင်ကိုလူမိုက်လူရန်ကားတယောက်ကိုကြိုက်မိတာကျမမားတာပဲ။ဟာနင်းကိုပြန်ကြည့်ပါလို့ဘယ်သူကပြောလို့လဲ တကယ်ဆိုရင်နင့်လိုမိမမျိုးကငါတို့ရွာတောက်ယူကောင်ငါတောင်းနေပဲတန်တာဟဲ့ငါတောင်းဆိုတဲ့အယူနဲ့ပေးစားခံနေရပြီးတော့လေမကြောင်းဝင်မနာတာတွေပြောပါများနေတယ်လှမအောင်တော့စိတ်နာကြီးစွာနင်းနှင်းပြူကြည်နေမိတာပေါ့အဲ့ဒီနောက်ဖားခင်ဖြစ်သူရဲ့လဲပေါ်မှာခင်းထားတဲ့ဖြားအောက်ကကြံခုတ်တာကိုလက်နဲ့ဆမ်းလိုက်ပြီးတော့လေဓာအယူကိုလည်းတဖြည်းဖြည်းဆုပ်ယူနွားကိုဆဲဆုပ်ရိုက်မောင်းနေတဲ့လှမအောင်ကိုလည်းနောက်ကနေပြီးတော့ဘဲဘက်ပခုံးနေရာကိုအားကုန်လွှဲခုတ်တာပေါ့ဒါကလည်းလှမအောင်ရဲ့ပခုံးအယူကိုခုံမိပြီးတော့လေဒုက္ခနဲ့ပင်အတန်ထွက်သွား သွေးတွေကလည်းမြင်မကောင်းအောင်ပဲလေထို့ပြင်ကြံခုတ်တာလည်းလမောင်ရဲ့ပခုံးနဲ့စိုက်ဝင်လျက်ရှိလမောင်ကလည်းပခုံးမှာစိုက်ဝင်နေတဲ့ဓာတ်ကိုဓာတ်ဦးကနေဆွဲယူပြီးတော့လေဒေါသကြောင့်နာကျင်နေတာကိုမေ့နေဟန်ရှိသလိုတခုခုဝင်ရောက်ပူးကပ်ပြီးလူမှန်းသူမှန်းမသိဖြစ်နေဟန်လည်းရှိနေတယ်အဲ့ဒီနောက်သူကလည်းဓာတ်နဲ့ခုတ်ပြီးမှအသေးစိတ်ပြန်ဝင်လာဟန်ရှိတယ်နှင်းပြူကလည်းဓာတ်ကိုကင်ပခုံးကသွေးတွေစီးကြနေတဲ့သူ့ကိုလည်းကြည့်ပြီးတော့ကြောက်လန့်တုံရင်ငေးကြည့်နေတာပေါ့ထို့သောငေးကြောင်နေတဲ့နှင်းပြူကိုလည်းလမောင်ကလည်းငါနဲ့ကင်တုတ်ဆဲဆိုပြီးတော့လည်း ။ဒဏ်ရာမရှိတဲ့ညာဘက်နဲ့နှင်းဖြူရဲ့ဦးခေါင်းကိုအာကုန်ခုတ်တာပေါ့။အဲ့ဒီနောက်သူကိုယ်တိုင်လည်းငေးကြောင်သွားပြန်တယ်။ခဏကြာတဲ့အခါမှာတော့ဦးခေါင်းကွဲ့အပ်ပြီးတော့လဲပေါ်မှာခွေခွေလေးလဲနေတဲ့သူ့ရဲ့ချစ်သူနှင်းဖြူကိုငေးကြည့်ပြီးတော့သွေးတွေပေးချန်နေတဲ့ဓာတ်နဲ့လည်းသူ့ရဲ့လယ်ဘင်းကိုသူ့ပြန်လှီးပြီးတဲ့နောက်မှာတော့လဲပေါ်မှာခွေလဲကြသွားတာပေါ့။အဲ့ဒီအချိန်မှသာအစိုးရမောင်းကခတ်တဲ့နွားနကောင်ကလည်းဘသူမှမမောင်းမင်းနဲ့သူ့အလိုလိုရော်ဘက်စီကိုဆွဲသွားခဲ့တယ်။ဆရာတော်ကြီးကလည်းသူ့ရဲ့ရောမှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုပြောပြနေတာပေါ့ ကားနောက်ခံနေရဘိုးတော်ပေးရလဲဆရာတော်ကြီးစကားရက်သွားတာနဲ့သူသိကျင်တာတွေကိုမေးလိုက်ဆရာတော်ဗျာကိုလောင်မောင်တို့ဆုံးတာလေရှေ့လူသေးပြီ9ရက်မြောက်တဲ့နေ့ပါပဲလားဗျာဟုတ်တယ်တကားလေအခုဆိုရင်သူတို့ဆုံးတာ9ရက်ရှိရက်လည်ရင်လည်းနောက်ထပ်ဘယ်သူတွေထပ်ဆုံးလဲမသိဘူးဟိုတပည့်တော်တို့နီလန်းတော့တွေ့မှာပါဗျာဘိုးတော်ပေးနဲ့မမောင်ကျော်ကလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်တာပေါ့အဲ့ဒီနောက်ဘိုးတော်ပေးကလည်းသူ့ရဲ့လွယ်ရည်ထဲကစိတ်ပဒီကိုထုတ်ကားပေါ်မှာတင်ပဒီစိတ်ရန်ပြင်လိုက် ပရိမစိတ်ခင်မှာလက်အုပ်ချီလိုက်ပြီးတော့လေကလုံးရောင်မှာဖြစ်ပျက်နေတဲ့ပြဿနာများကိုဖြေရှင်းနိုင်ရပါစေလို့လည်းတိုင်တီးပြီးတော့အဋ္ဌထန်လိုက်တာပေါ့အဲ့ဒီနောက်ပရိစိတ်နေတဲ့ဘိုးတော်ဘေးရဲ့နားထဲမှာတော့ကားဆက်တန်တို့ပင်မကြတော့သူ့ရဲ့အာယုံထဲမှာတော့နှမ်းမင်တို့ကျူးလူကျဲတဲ့ပေါက်နေတဲ့အုပ်ကူအနေငယ်သာရှိပြီးမြေပုံအစ်စ်များစွာရှိနေတဲ့တင်ញိုင်ကုန်တစ်ခုကိုထင်းသာမြင်သာစွာမြင်နေရတင်ញိုင်ပပတ်လေမှာလည်းခတ်ထန်ပြီးတော့မျက်လုံးများနီးရဲနေတဲ့ကိုမအမဲရောင်ခိုးငွေတွေတထောင်ထောင်ထနေတဲ့နာနာဘဝများကိုလည်းတွေ့ရတာပေါ့ ူတို့ကလည်းတင်ကျန်းကောင်းပတ်ဝန်းကျင်ကိုကြည့်ပြီးတောက်တခေါက်ခေါက်နဲ့စိတ်ဆိုးဒေါသဖြစ်နေထိုမြင်ကွင်းကိုလည်းဘိုးတော်ပြမြင်နေရတော့လေထိုနာနာဘဝများတော့သူ့ကိုမမြင်ကြောက်ထိုစဉ်မှာတော့ပိတ်ဖြူစင်ကြယ်ဝစ်စင်ထားတဲ့ပုံကိုတယောက်တင်ကျန်းနဲ့မလန်းမကန်းမှရှိတယ်ညောင်ဘီးအနီးကနေထွက်ပေါ်လာပြီးဘိုးတော်ပြကိုပြောတာပေါ့လူလေဒီကိစ္စတွေဘာကြောင့်ဖြစ်သွားတယ်ဆိုတော့မြင်ပြီလားမြင်ပါတယ်အဖိုးဘလို့တွေဖြစ်ကုန်တာလဲဗျလောဘသားတွေကြောင့်ပေါ့ကွယ် မြေပုံတွေကိုဂျုံတဲ့တိုင်မှတ်တိုင်တွေကိုမီးရှို့ပြီးနှမ်းကျဲတယ်။ဒီလောကသားတွေဆိုတာအစွဲကြီးလို့ဒီဘဝကိုရောက်နေတာမလား။သူတို့အတွက်ဒီတင်းညာမြို့ဆိုတာလည်းဟုတ်တယ်၊ရွာဆိုလည်းဟုတ်တယ်။ပြီးတော့မြေပုံတို့အုပ်ကူတို့ဆိုတာသူတို့ရဲ့အိုးအိမ်တွေပေါ့ကွယ်။အဲ့ဒါတွေကိုဖျက်ဆီးခံလိုက်ရတော့လေသူတို့တွေတောင်းကျမ်းကြတော့တာပေါ့။အရင်ရှိဘူးတဲ့မြေပုံမပြည့်မချင်းခொနည်းရပြည့်တာနဲ့လူတွေသိနေအောင်မှာ။မြေပုံပြည့်ဖို့ကဘယ်လောက်လိုသေးလဲဖို့ရဲ့။အင်းနောက်ထပ် တရာလောက်လူသေးတယ်လူလေးဟာအဲအဲ့တော့ဆိုရင်လူတွေထက်သေးဦးမှာလားဖူဒီတိုင်းထားရင်တော့တည်ကြမှာပဲသူတို့တွေကိုလည်းမြေပုံတွေပြန်လုံးမှတ်တိုင်နေစိုက်ပေးပြီးတော့ကပီးထိုးပေးရမယ်ပြီးတော့တစ်ပင်တွေလည်းပြန်စိုက်ပေးရမယ်ခွအဲ့ဒါတွေလုတ်ပေးနိုင်ပါလေကပီးကဗုဒ္ဓနာမည်တွေထိုးပေးရမှာလေဖူရဲ့လူလေးလုတ်ပေးမယ်ဆိုရင်တော့အဖိုးသူတို့ကိုပြောပြပြီးတော့နာမည်တွေအသက်တွေမေးထားပါမယ်ပြီးရင်လည်းရွာသားတွေကိုလည်းအိမ်မက်ပေးမယ် လူလေးတို့ကအမှတ်သားထားပြီးတော့ကပီးတွေထိုးပြီးတော့ပေါ့ဟုတ်ကဲ့ပါဖိုးအဖြူရောင်ဝေးဆောင်ဝေးပုတ်ကလည်းဘိုးတော်ပြေကိုမှာကြပြီးရဲ့နော်သူ့ရဲ့ညောင်ပင်စီကိုပြန်ဝင်သွားတာပေါ့အဲ့ဒီအချိန်မှာတော့ပဒီစိတ်တာကလည်းပြီးမြောက်သွားသလိုဂျေကားလေးကလည်းရက်တန်သွားခဲ့တကလေပဒီစိတ်တာပြီးပြီလားဖုန်းကြီးတို့ကလည်းကားကိုဒီရွာမှာထားခဲ့ရမယ်ကလုံးရွာကိုတော့ခြေချင်းလျှောက်သွားရမယ်မတင်ပါဗျာတပိတော့လေအဖြေရပါပြီဗျာဟင်ဖုန်းကြီးတို့ရွာတွေ့လား ။တင်းပါဗျာ။ဟာဘာဒီများလောက်ရမှာလဲတခါရေ။တိတ်တော့မခတ်ပါဘူးဗျာ။မြေပုံနေပြန်ပြီးလှုပ်ပေးရမယ်တဲ့ဗျာ။ပြီးတော့ကပီးတွေလည်းပြန်ထိုးပေးရမယ်။ဟာအဲ့ဒါဆိုရင်တော့တို့များမြင်မြင်ကြွကြတာပေါ့။ဆရာတော်ကြီးကလည်းကားပေါ်ကနေစင်းနာနဲ့ချက်ချင်းကလုံးရော်ကိုကြွတာပေါ့။ထိုးတော့လည်းဘိုးတော်ပြီးတော့လည်းဆရာတော်နောက်ကနေခက်မြင်မြန်လိုက်ပါခဲ့။ကလုံးရော်လေးမှာရှိတဲ့လှမောင်ရဲ့အိမ်မှာဖြစ်ပါတယ်။အိမ်ရှင်လှမောင်ကတော့မရှိတော့ဘူး။အိမ်ရှင်မှာတော့ကနာပြင်းလေးထိုးထားပြီးတော့ငားရက်နဲ့စွန့်တော့မှာဖြစ်တယ်။ အဲ့ဒါကြောင့်လဲစွန်းတော့အတွက်ချက်ပြုတ်နေကြတာပေါ့ချက်ပြုတ်နေကြသူများကလည်းလှမောင်ရဲ့တပည့်များဖြစ်ကြပြီးတော့ရွာသားများမပါဝင်ကြရွာသားများလည်းလှမောင်မှာရွာမှာဖြစ်ပျက်နေတဲ့ပြဿနာကိုစတင်ခဲ့သူလို့မှတ်ယူပြီးတော့နာရေးကိုမလောက်စေမျိုးသားချင်းတွေဖြစ်ကြတဲ့ရွာလူကြီးနဲ့ရမီးရဖများသာလာကြတာပေါ့လှမောင်ရဲ့တပည့်များကလည်းဘယ်သူမှမလာကြတော့လဲအပြစ်မယူသူတို့လောက်ရဲ့များကလည်းအင်မတန်စိုးဝါးလာတယ်မဟုတ်ပါလားဒိုးစင်မှာတော့အိမ်ဝိုင်းထဲကိုလည်းဆရာတော်ကြီးတစ်ပါးနဲ့ယောဂီဝဲလူငယ်တယောက်အပြင်လူရွယ်နှစ်ယောက်ကလည်းဝင်လာခဲ့တာပေါ့ ရွာလူကြီးကလည်းဆရာတော်ကြီးကိုမြင်တာနဲ့ထိုင်ပြီးတော့ဥချကတော့လိုက်တယ်။ပုတ်ပါယုံဆရာတော်ဖះပါလား။ကြောက်ပါဗျာကြောက်ပါ။ဟိုအဲ့ဒါကြီးလည်းထိုင်ရပါ။တခါကြီးရွာသားတွေကိုဒီမှာစုခိုင်းပါ။ဖုံးကြီးကစုခိုင်းတယ်လို့ပြော။မလာဘူးဆိုတဲ့သူဖုံးကြီးနဲ့တွေ့မယ်လို့ကပြောလိုက်။တင်းပါဗျာ။ရွာဦးเจ้าမှာကြောင်းထိုင်ခဲ့ဘူးတဲ့ပုတ်ပါယုံဆရာတော်ကလည်းစိတ်ထားကောင်းပြီးတော့အယုတ်လက်အယက်မွေး။အဲ့ဒါကြောင့်လည်းရွာသားများလေးစားယုံယိုသေးကြောက်ရွံ့ကြတာပေါ့။ ဘုန်းကြီးတင်ပညာရေးရစားခဲ့တဲ့ဆရာတော်မလို့လဲရွာမှာအသက်ကြီးတဲ့သူများနဲ့လူရယ်များကလည်းဆရာတော်ရဲ့တပည့်များဖြစ်ကြ။အခုလဲဆရာတော်ရဲ့အမေုံလဲဘယ်သူမှမလွန်ဆန်ရဲပဲနဲ့တဖွဲဖွဲရောက်ရှိလာတာပေါ့။ညမကြတော့တဲ့ချိန်မှာတော့ကနာဖြင်းထဲမှာလူများကလည်းပြေးသွားသလိုကနာဖြင်းပြင်အိမ်ဝိုင်းထဲမှာလည်းလူများကလည်းထိုင်နေကြ။လူဆောင်တာနဲ့ဆရာတော်ကလည်းထိုင်ရနေမတ်တရက်ပြီးတော့လေ။ရွာသူရွာသားတွေသူတော်ကောင်းတရားနဲ့ပြည့်စုံနေကြပါလား။တည်တဲ့သူကတည်ပြီးသွားပြီပဲ။အညုအာဂါဒတွေနဲ့ ကောင်းမှုပြုမအောင်တောင်လောအားဒါနာမကူကြဘူးဆိုအခုကြံခဲ့တဲ့သူတွေကမင်းတို့ဒုက္ခပေးနေသေးလို့လားမပေးပါဘူးဗျာလှမောင်နဲ့သူ့တပည့်တွေလှုပ်လို့သာအခုလိုဖြစ်ကုန်တာပါဗျာဟုတ်ပြီလှမောင်လည်းဆုံးပြီလေကြံခဲ့တဲ့သူ့တပည့်တွေကလည်းပူဆွေးနေရတဲ့ကောင်းမှုလုပ်တဲ့အချိန်လေးမှာတောင်ဝိုင်းကူမပေးနိုင်ကြဘူးလားတပည့်တော်တို့မှားသွားပါတယ်ဗျာကဲ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 ရောကဲနေမို့တော့လည်းထက်လန်းစရာခေါ်လာတယ်မင်းတို့တွေသူပြောတဲ့အတိုင်းတိတိကျကျလိုက်လို့ကြားလားတင်းပါဗျာ ဆရာတော်ကြီးကလည်းရွာသားများကိုမိန့်ကြားပြီးတဲ့နောက်ဘိုးတော်ဘီကိုလည်းလိုအပ်တာတွေပြောဆိုရင်မိန့်လိုက်တာပေါ့ဒုခမှာဘိုးတော်ဘီကလည်းဆရာတော်ကိုလက်အုပ်ချပြီးတဲ့နောက်ရွာသားများကိုလည်းပြောလိုက်ရွာသူရွာသားတွေခင်ဗျားတို့မကြခင်ဒီဘေးဆိုးကြီးကနေလွတ်တော့မှာပါဘယ်တော့ငါလှည့်ကြမလဲဆိုတဲ့အတွင်းနဲ့အသက်ရှင်စရာမလိုတော့ပါဒါပေမဲ့ခင်ဗျားတို့လှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာလေးတွေရှိပါတယ်အပြုတ်ပါခင်ဗျာတခြားတော့မဟုတ်ပါဘူးဒီညခင်ဗျားတို့အိမ်မပေးပြီးတော့သူတို့ရဲ့နာမည်နဲ့အသက်တွေကိုပြောလာလိမ့်မယ်အဲ့ဒါတွေကိုသေချာမှတ်ထားကြပါ အဲ့ရဘေးမှာကြောက်တင်မုံရှိရင်ကြောက်တင်မို့စားအုပ်ရှိရင်စားအုပ်ထားပြီးတော့အိမ်မက်မှတ်တာနဲ့မှတ်ထားကြပါမနေ့ရောက်တာနဲ့ရွာလူကြီးအိမ်မှာလာပြောကြပြီးတော့တအိမ်တယောက်လှုပ်အားပြီးလာကြဖို့ပါပဲဘိုးတော်ဘေးရဲ့စကားကိုလည်းရွာသားများတော့သိပြီးတော့ယုံကြည်မုံမရဘူးလေသို့ပေမဲ့ဆရာတော်ကြီးကလည်းဘိုးတော်ဘေးပြောတဲ့စကားသေချာနားထောင်ရင်မိတ်နာကြဘိုးတော်ဘေးရဲ့စကားကိုလိုက်နာမယ်လို့တွေးလိုက်ကြကလွန်ရော်လေးရဲ့ရွာလူကြီးအိမ်ဝင်သွားတဲ့လမ်းမှာလူများကလည်းတယောက်ပြီးတယောက်တော့ဖွဲဖွဲရောက်နေကြတာပေါ့ အားလုံးပေါင်း100ကျော်လောက်ရှိရလူကြီးရဲ့အိမ်မှာလည်းဘိုးတော်ပေးရလဲမောင်မောင်ကျောက်ကိုစာအုပ်တို့ခဲတံတစ်ချောင်းနဲ့ရွာသားများပြောလာတာကိုလိုက်မှတ်သားရတယ်လည်းအသိဉာဏ်ခိုင်းတာပေါ့ရွာသားများလည်းကြောက်တင်မုံစာအုပ်များကင်ပြီးတော့ညအချိန်မှာသူတို့အိမ်မက်ပြီးပြောကြတဲ့လူနာမည်နဲ့အသက်များကိုလည်းစီရင်ပေးသွင်းကြဟာညတကယ်ပဲအိမ်မက်လာပြီတယ်ဗျအိမ်မက်သာပြောတယ်တကယ်အပြင်းမာလို့ပဲကျုံလည်းအသိဉာဏ်ဆောင်ထားတဲ့ကြောက်တင်မုံမှာမှတ်လိုက်တယ်ဗျဟာအထက်လန်းစီဟာတော်တော်စွမ်းတာပဲ ကျုပ်တို့ရွာလေးတော့ဒီဘေးစိုးကနေမကြခင်လွတ်တော်မယ်ဆိုတာသိကြတယ်ဗျို့ရွာသားများလည်းသူတို့အိမ်မက်ပေးလာတဲ့လူအမည်နဲ့အသက်ဆင်းများကိုမောင်မောင်ကြော့ထံပေးတာပေါ့အဲ့ဒီနောက်ဘိုးတော်ပေးရလိုက်ရွာလူကြီးနဲ့ညှိနှိုင်းပြီးတော့မှတ်တိုင်လုပ်ဖို့အတွက်ပြင်များတွေရှာဖွေသလိုလက်သမားဆရာကြီးလည်းခေါ်ကြတာပေါ့ဆရာတော်ကြီးကလည်းရွာဦးကျောင်းနေနေပြီးတော့စုတ်တန်နဲ့သင်မောစည်းတွေယူလာပြီးတော့လဲရွာလူကြီးအိမ်ကိုကြွချီခဲ့အဲ့ဒီလိုနဲ့မှတ်တိုင်တွေကိုပြုတ်လို့ကြပြီးတော့နာမည်နဲ့အသက်တွေရေးထိုးအဲ့ဒီနောက်ထိုးမှတ်တိုင်များကိုလည်းတင်းချမ်းကိုယူသွားကြပြီးတော့မှတ်တိုင်နဲ့ညီများနဲ့မြေပုံများကိုလည်းဖော်လိုက်ကြတာပေါ့ ညာပြတဲ့မြေပုံကိုဖော်လိုက်ချင်းကြောင့်လဲကျို့တို့ကျဲတဲ့နှမ်းမင်များလည်းပျောက်ကွယ်လို့သွားခဲ့ထိုမြေပုံများမှာတော့တတ်ဆိုင်ရာမှတ်တိုင်များစိုက်လိုက်ပြီးတဲ့နောက်အနီးနားမှာရှိတဲ့တစ်ပင်များကလည်းမြေလုံးမကြွအောင်လို့လဲတူးဖို့မြေပုံတွေကြားမှာစိုက်ပြိုးပေးလိုက်တယ်လေလုပ်ငန်းဆောင်တာတွေပြီးသေးတဲ့ခါမှာတော့တင်းချိုင်းကောင်ကလည်းအမှန်တကယ်ကိုတင်းချိုင်းနဲ့ပြန်တူသွားခဲ့အဲ့ဒီနောက်ဘိုးတော်ဘေးနဲ့ရွာသားများကလည်းကလုံးရွာကိုပြန်သွားကြတာပေါ့လမ်းမောင်တို့ဇုံတွဲတည်ဆုံးပြီးတော့ခုနှစ်ရက်မြောက်တဲ့နေ့ကို ရောက်လာပြီဖြစ်ပါတယ် ရောဂီဝါသားများလည်းဘသူသေးမယ်လို့တွေးတော့ပြီးတော့အိမ်ထဲမှာနေပြီးနားဆွင့်နေကြမရဏခေါ်တည်ခြင်းနဲ့လည်းကလုံးရောက်ကိုသတိပေးတဲ့နာနာဘဝများရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးပြီးတဲ့အချိန်လည်းဖြစ်ဆိုးရလည်းလက်တွေ့ကြကြကြုံတွေ့ထားရတယ်ရောသားများကတော့ဘိုးတော်ပေကိုလည်းအပြည့်အဝမယုံကြည်ရဲသေးဘူးလေကျော်လူကြီးရဲ့အိမ်မှာလည်းဆရာတော်ရောက်ရှိနေပြီးတော့တခြားသောရောဂီဝါသားများနဲ့အတူတူဘိုးတော်ပေမောင်မောင်ကျော်လူလည်းရှိနေတာပေါ့အချိန်ကတော့တဖြည်းဖြည်းနှောင်းသွားခဲ့ပါပြီရွာထဲမှာလည်းတိတ်ဆိတ်နေတယ် ရွာမှာဘေးစိုးကြောက်နေသေးတယ်ဆိုရင်လေယနေ့မှာတော့လူသေဆုံးမှာဖြစ်တယ်။ကုချိန်ကြီးလည်းမြည်သူသောသတင်းဆုံးမှာလည်းမကြရ။သူတို့ကလည်းဆောင်ရင်းဆောင်ရင်းနဲ့မိုးချုပ်လာပြီ။ရံမကူးသေးတာကြောင့်စိတ်ချလက်ချတော့ဘသူမှမပြောရဲသေးဘူး။ဆရာတော်ကလည်းကျောင်းကိုပြန်မကျော်ဘဲနဲ့ရွာလူကြီးအိမ်မှာပဲအခြေအနေကိုစောင့်ကြည့်နေတာပေါ့။တကားလေးဖုန်းကြီးတို့ရွာဘေးကင်းပြီထင်တယ်။ဟိုတပည့်တော်လည်းညွန်ကြားချက်တိုင်းတော့လှုပ်ထားပါလေဗျာ။တပည့်တော်ညွန်ကြားတဲ့ပုံကတော့အသေးချာကိုညွန်ကြားထားတာပါဗျာ။อืม ခုချိန်ဒီဘာတမ်းမှမကြောက်ရသေးဘူးဆိုရင်တော့လေတော်တော်လေးအချိန်ကြီးကောင်းနေပါပြီတင်းပါဗျာဘိုးတော်ဘေးတော်ကလည်းရွာလူကြီးရဲ့အိမ်မှာစကားပြောနေကြတာလည်းညတကောင်ကြော်လာခဲ့ပါပြီမမောင်ကျော်နဲ့ရွာလူကြီးကလည်းတန်းရမှငိုင်မြီးနေအဲ့ဒီလိုနဲ့မနဲ့အာယုံမိုးတော်ရောက်တဲ့ထီတိုင်းလည်းလူသေးဆုံးမှုမရှိတာကိုသိတာနဲ့ရွာသားများကလည်းသူတို့ရဲ့အိမ်များမှာကျွဲခလောက်များနွားချူလုံးများကိုလှုပ်ရမ်းပြီးတဲ့နောက်အောင်မီအောင်မီဆိုပြီးတော့ကျေလောင်စွာအော်ဟစ်ကြပြီးတဲ့နောက်မှာတော့ရွာလူကြီးအိမ်ကိုရောက်လာတာပေါ့ အဲ့ဒီနောက်ဆရာတော်နဲ့ဘိုးတော်ပေတို့ကိုလည်းရှင်ခိုးဥချတယ်ဆရာတော်လည်းရွာသားများကိုဆုံးမဩဝါဒပေးပြီးတဲ့နောက်ဘိုးတော်ပေနဲ့မောင်မောင်ကျော်ကိုခေါ်ပြီးတော့ရွာဦးကျောင်းကိုလည်းအနားယူရန်အတွက်ပြန်သွားခဲ့တာပေါ့အဲ့ဒီလိုနဲ့ကလွန်းရွာလေးမှာကြာရောက်နေတဲ့တင်ញိုင်းကောင်းကမရနာသတိပေးခြင်းတည်းကလည်းအဆုံးသက်သွားခဲ့တာပေါ့ကျွန်တော်ချန်နယ်ကနေအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဘိုးတော်ပေနဲ့မရနာသတိဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ထပ်ဇာတ်လမ်းမှာလည်းဘိုးတော်ပေနဲ့ ကြောက်အိုးဖရလိုအမိရတဲ့ဇလန်းလေးကိုလည်းတင်ဆက်ပေးမှာမလို့စောင့်မျှော်ခန်းစားနားဆင်အားပေးကြပါအောင်ခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ